မိတ်ဆွေတို့ဆဲနေရာစုအင်္ဂလန်ပြည်ရဲ့ရှာဝုတ်တောအုပ်နယ်ကြီးထဲမှာဘသူမှမသိတဲ့ကလေးငယ်တယောက်ကိုထားခဲ့ရင်ဘလို့ဖြစ်လာမလဲဆိုတာစဉ်းစားကြည့်ပူပါသလားအဲ့ဒီကလေးဟာနောက်ပိုင်းမှာတခိုးသူဆိုးတွေကိုတိုက်ထုတ်ပြီးဆင်းရဲသားတွေကို ကူညီမဲ့သူရဲကောင်းရောဘင်ဟုတ်ဖြစ်လာမယ်ဆိုတာရောမိတ်ဆွေတို့ယုံကြည်နိုင်မလားအဲလက်ဆန်နာတူမရဲ့ရောဘင်ဟုတ်ဟာစွန်စားခန်းတွေမြစ်တာတရားတွေနဲ့တရားမျှတမှုတွေအကြောင်းကိုဖော်ညွှန်းထားတဲ့ဝတ္ထုတစ်ပုဒ်ပါ အလက်ဇန္ဒားဒူမာဟာပြင်သစ်စာရေးဆရာတဦးဖြစ်ပြီးစွန်စားကန်ဝတ္ထုတွေကိုအဓိကရေးသားသူပါဒီ3မတ်စကီယာနဲ့ဒီကောင်းအော့ဖ်မွန်တီခရစ်တိုလိုဟာ သူ့ရဲ့ကဘာကျော်လက်ရာတွေထဲကအချို့ပါပဲရောဘင်ဟုတ်ဝတ္ထုမှာလည်းသူ့ရဲ့ထူးခြားတဲ့စာရေးစွမ်းရည်တွေကိုတွေ့မြင်နိုင်ပါတယ်1162ခုနှစ်မှာရှာဝုတ်တော်ရဲကိုမြင့်မြတ်တဲ့မျိုးရိုးရှိသူတဦးနဲ့ရစ်ဆန်ဆိုတဲ့သူပါလာပါတယ် သူတို့ကကလေးတယောက်ကိုခေါ်လာပြီးဒီကလေးရှိနေခြင်းကမြင့်မြတ်တဲ့မျိုးရိုးရှိသူအတွက်အနည်းငယ်ဖြစ်စေနိုင်ပါတယ်။ရစ်ဆန်ကကလေးကိုတက်ပြဖို့ပြောပေမဲ့သူကလက်မခံပါဘူး။ဂီဘတ်ဟက်စီကိုတွားပြီးကလေးကိုစောင့်ရှောက်ဖို့အပ်ခဲ့ပါတယ်။သူကဂီဘတ်နဲ့သူ့ရဲ့ညီမမာဂရီကိုကလေးအတွက်ငွေကြေးအထောက်ပံ့ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ပြီးတော့သူဟာထွက်သွားပြီးကလေးကရောဘင်ဟက်အဖြစ်ကြီးပြင်းလာက နောက်ပိုင်းမှာ ရောဘင်ဟုတ်လို့လူသိများလာပါတယ်15အနှစ်အကြာမှာတော့ရောဘင်ဟုတ်ဟာဂီးဘတ်နဲ့မာဂရီတိုနဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်ရောဘင်ဟုတ်ဟာသူ့ရဲ့မူလစနစ်ကိုမသိပါဘူးဂီးဘတ်ကရောဘင်ရဲ့ရောက်ရှိလာပုံကိုပြန်ပြောပြပြီးဘသူပေးမှတ်မသိတဲ့စာတစောင်ကိုပြပါတယ်ရောဘင်ရဲ့စောင့်ရှောက်မှုအတွက်ထောက်ပံ့ပေးထားတဲ့အကြောင်းလည်းပြောပြပါတယ် သူ့ရဲ့မူလစမြစ်ကိုမသိပေမဲ့ရောဘင်ဟာရှာဝုတ်တောထဲမှာပျော်ရွှင်စွာနေထိုင်ပြီးအကောင်းဆုံးလေးသမားဖြစ်ဖို့ကြိုးစားပါတယ်။ဂီဘက်ကရောဘင်ရဲ့အနာဂတ်အတွက်စိုးရိမ်ပြီးမသိတဲ့အတိတ်ကတနေ့မှသူ့ရဲ့ဘဝကိုဖျက်ဆီးမှာကိုကြောက်နေပါတယ်။လေ့ကျင့်နေတော့မှ ရောဘင်ဟာအယ်လန်ကလေးဆိုတဲ့သူကောင်းမျိုးနဲ့သူ့ရဲ့ညီမမာရီယန်တို့ကိုဓာပြရန်ကနေကယ်တင်လိုက်ပါတယ်။ ရောဘင်ရဲ့လေးပြည့်ကျွမ်းကျင်မှုကြောင့်သူတို့လွတ်မြောက်သွားပြီးရောဘင်ကသူ့အိမ်ကိုခေါ်ဆောင်သွားပါတယ်။အယ်လန်နဲ့မာရီယန်တို့ကကျေးဇူးတင်ကြပြီးရောဘင်ကမာရီယန်ရဲ့အလှကိုငေးမောနေမိပါတယ်။ဂီဘတ်ရဲ့အိမ်ကိုသွားတဲ့လမ်းမှာရောဘင်ဟာမာရီယန်ကိုချစ်ခင်မြတ်လို့တဲ့စိတ်တွေစတင်ခံစားမိပါတယ်။ဂီဘတ်ရဲ့အိမ်မှာအယ်လန်နဲ့မာရီယန်ကိုတိုက်ခိုက်ဖို့ကြံစီနေတဲ့တပြတ်တယောက်ကိုတွေ့ပါတယ်။ ရောဘင်ကအဲ့ဒီဒါပြကိုမှတ်မိသွားပြီးဂီးဘတ်ကိုသတိပေးပါတယ်အဲ့ဒီဒါပြဟာနော်တင်ဟမ်ရဲ့ဘာရွန်ကစေခိုင်းထားတဲ့လူဖြစ်ပြီးအဲလန်နဲ့မာရီယန်ကိုဖမ်းဖို့ကြံစီနေတာပါရောဘင်ရဲ့မျက်စံနဲ့တုတ်ပြန်မှုနဲ့လေးပြစွမ်းရည်ကြောင့်ဒါပြရဲ့အစီအစဉ်ကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့ဘာရွန်ရဲ့လူတွေကနီးကပ်လာတာကြောင့်အနေရကတဖြည်းဖြည်းကြီးထွားလာပါဗါရစ်ဆန်ဟာသူ့ရဲ့တေခါနီမှာဂီးဘတ်ကို ရောဘင်ရဲ့အတိတ်အကြောင်းကိုဝန်ခံခဲ့ပါတယ်။ရောဘင်ရဲ့အမှန်တကယ်နာမည်ဟာဟန်တင်တန်ရဲ့အမွေခံဖြစ်ကြောင်းဘာရွန်ကသူ့ရဲ့ယာတုကို လူယူခဲ့ကြောင်းဖွင့်ဟခဲ့ပါတယ်။ရစ်ဆန်ကဂီဘတ်ရဲ့ညီမအန်နက်ကိုတတ်ခဲ့တဲ့အကြောင်းကိုဝန်ခံခဲ့ပါတယ်။ဂီဘတ်ဟာဝန်ထဲမှုနဲ့တာဝန်တိမှုတွေကြားထဲမှာရုန်းကန်ပြီးရောဘင်ရဲ့နေရာကိုပြန်ရအောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ ရစ်ဆန်ကတော့ခွင့်လွှတ်မှုကိုတောင်းခံပြီးတည်ဆုံသွားခဲ့ပါတယ်။ဘာယွန်ရဲ့လူတွေက ရော်ဘင်ကိုဖမ်းဆီးပြီးနော်တင်ဟမ်ရဲတိုက်ထဲမှာထောင်ချထားလိုက်ပါတယ်။မော့ဆိုတဲ့အစီကံတယောက်ရဲ့အကူအညီနဲ့ရော်ဘင်ဟာရဲတိုက်ရဲ့လွတ်ဝက်လမ်းကြောင်းတွေကနေထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ရော်ဘင်ဟာအဲလန်ကဘာယွန်ရဲ့သမီးခရစ်တဘယ်ကိုချစ်နေတယ်ဆိုတာကိုသိသွားပြီးသူတို့ပြန်ဆုံနိုင်အောင်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရှာဝုတ်တော်တဲ့ကအနေရတွေကိုရင်ဆိုင်ရင်းနဲ့တငယ်ချင်းတွေကိုကာကွယ်ပြီးသူ့ရဲ့အမွေနှစ်ကိုဖော်ထုတ်ဖို့ကြိုးစားပါတယ်။ဘာရွန်ဟာ ရောဘင်ကိုဖမ်းဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဘာရွန်ဟာရောဘင်ရဲ့မဟာမိတ်တွေကိုဖျက်ဆီးဖို့ကြံစီပြီးဂန်ဝဲရွာကိုတိုက်ခိုက်ခဲ့ပါတယ်။ရွာကိုမိရှုဖျက်ဆီးပြီးရောဘင်နဲ့သူ့ရဲ့အပေါင်းပါတွေဟာရှာဝုတ်တော်နဲ့ထဲကိုထွက်ပြေးခဲ့ရပါတယ်။ အဲ့ဒီမှာသူတို့ပြန်စုစည်းပြီးရန်သူတွေကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တိုက်ခိုက်ခံရပြီးနောက်မှာ Robin Hood နဲ့သူ့ရဲ့အပေါင်းအပါတွေဟာ ရှာဝုတ်တောနတ်ထဲမှာခိုးလုံနိုင်တဲ့နေရာတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ဒီနေရာဟာဘာရိုရဲ့အနိုင်ကျင့်မှုကြောင့်ဒုက္ခရောက်နေသူတွေအတွက်ခိုးလုံရာဖြစ်လာပါတယ်။ Robin ရဲ့ကောင်းဆောင်မှုနဲ့ဆွဲဆောင်မှုတွေကြောင့်လူတွေစည်းလုံးညီညွတ်လာပြီးပျော်ရွှင်စွာနေထိုင်ကြပါတယ်။ တော်ထဲမှာသူတို့ရှင်တန်ဖို့လိုအပ်တဲ့အရာတွေကိုရရှိပြီးဆင်းရဲသားတွေကိုကူညီကချမ်းသာသူတွေကိုစိန်ခေါ်ပြီးဂုဏ်သိက္ခာရှိတဲ့သူတွေဖြစ်လာပါတယ်။ရောဘင်ဟုတ်ရဲ့အဖွဲ့အစည်းဟာကြီးထွားလာတာနဲ့အမျှမာရီယန်နဲ့ရောဘင်တို့ရဲ့အချစ်ဟာစမ်းသပ်ခံရပါတယ်။စာကိုင်းအော့ဖ်ကန်ဝဲနဲ့အတူနေထိုင်တဲ့မာရီယန်ဟာစာဟူးဘတ်ဒီဘိုအစီရဲ့ချီးရေးဆိုခြင်းကိုခံခဲ့ရပါတယ်။သူ့ရဲ့ကြွယ်ဝမှုနဲ့ဆွဲဆောင်မှုရှိပေမဲ့ မာရီယန်ဟာရောဘင်ကိုပဲတစ္ဆာရှိရှိချစ်မြတ်နိုးပါတယ်။ရောဘင်ကမာရီယန်ကိုကယ်တင်ခဲ့ပြီးသူတို့နှစ်ဦးကြားကချစ်ချင်းမေတ္တာကိုခိုင်မြဲစေခဲ့ပါတယ်။မာရီယန်ကိုလက်ထပ်ဖို့ကြံစီတဲ့စာဟူးဘတ်ဒီဘိုအစီရဲ့အကြံစီကိုရောဘင်ဟုတ်ကတားဆီးခဲ့ပါတယ်။စာဟူးဘတ်ရဲ့မယိုးသားတဲ့ရည်ရွယ်ချက်တွေကိုဖော်ထုတ်ပြီးရောဘင်ရဲ့စောက်ရှောက်မှုအောက်မှာမာရီယန်ကိုဘေးကင်းစွာထားခဲ့ပါတယ်။ ်ဆာဟုဘတ်ဟာမာရီယန်ကို ကိုအတင်းလက်ထပ်ဖို့ကြိုးစားတာကိုရော်ဘင်က အချိန်မီတားဆီးနိုင်ခဲ့ပါတယ်။ဆာဟုဘတ်ရဲ့ရန်ကိုဖယ်ရှားပြီးတဲ့နောက် ရော်ဘင်ဟုတ်ဟာနော်တင်ဟမ်ရဲ့ဘာရုံကိုပြန်လဲတိုက်ခိုက်ဖို့အာရုံစိုက်ခဲ့ပါတယ်။ဂန်ဝဲရွာကိုဖျက်ဆီးခဲ့တဲ့ဘာရုံနဲ့သူ့ရဲ့လူတွေကိုတရားမျှတမှုနဲ့အပြစ်ပေးဖို့စီစဉ်ခဲ့ပါတယ်။ရော်ဘင်ရဲ့ညံရီထက်မြက်မှုနဲ့တစ္ဆာရှိတဲ့အပေါင်းပါတွေကြောင့် ဘာရုံရဲ့တပ်တွေကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဘာရုံရဲ့စစ်သားတွေကိုလှည့်စားပြီးတိုက်ခိုက်ကအောင်ပွဲခံနိုင်ခဲ့ပါတယ်။ဘာရုံကိုဖမ်းဆီးနိုင်ခဲ့ပြီးရော်ဘင်ရဲ့ခေါင်းဆောင်မှုကိုအတိမတ်ပြုခဲ့ကြပါတယ်။ရော်ဘင်ရဲ့အောင်ပွဲဟာရှာဝုတ်တော်ရဲ့လုံခြုံမှုကိုရရှိစေရုံသာမကရော်ဘင်ရဲ့နောက်လိုက်တွေကြားမှာလည်းခင်မင်းရင်းနှီးမှုနဲ့တစ္ဆာဆောင်တိမှုကိုခိုင်မာစေခဲ့ပါတယ်။ ရောဘင်ဟုတ်ဟာဆင်းရဲသားတွေကို ကူညီပြီးမတရားမှုကိုတိုက်ထုတ်ကာလူသိများလာပါတယ်။ဂီဘတ်ဟတ်ဟာရောဘင်ကိုချစ်ခင်ကျင်နာစွာပြုစုပျိုးထောင်ပေးခဲ့ပါတယ်။မာရီယန်ကရောဘင်ဟုတ်ကိုအမြဲတစ္ဆာရှိရှိချစ်မြတ်နိုးပြီးအားပေးကူညီခဲ့ပါတယ်။အယ်လန်ကလည်းကလည်းရောဘင်ဟုတ်ရဲ့မဟာမိတ်ကောင်းတဦးဖြစ်ပြီးအတူတကွတိုက်ပွဲဝင်ခဲ့ပါတယ်။ဘယ်ရွန်ဖစ်အဝင်းဟာ ရောဘင်ဟုတ်ကိုဖမ်းဆီးဖို့ကြိုးစားပေမဲ့အောင်မြင်မှုမရခဲ့ပါဘူး။ဆာဟူဘတ်ဒီဘိုအစီရဲ့မယိုးမသားအကြံအစီတွေကိုရောဘင်ဟုတ်ကဖော်ထုတ်နိုင်ခဲ့ပါတယ်။လစ်တဲဂျွန်ဟာရောဘင်ဟုတ်ရဲ့အရေးပါတဲ့မဟာမိတ်ဖြစ်ပြီးအတူတကွရန်သူတွေကိုတိုက်ခိုက်ခဲ့ပါတယ်။မော့ကရောဘင်ဟုတ်ကို ထောင်ကနေလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။ရောဘင်ဟုတ်ရဲ့ ပြုတ်ဝက်ထားတဲ့ဟန်တင်တန်ရဲ့အမွေခံဆိုတဲ့အကြောင်းအရာဟာဇလန်းရဲ့အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ရှာဝုတ်တော်ဟာရောဘင်ဟုတ်နဲ့သူ့ရဲ့နောက်လိုက်တွေအတွက်ခိုးလုံရဖြစ်လာခဲ့ပါတယ်။ဇက်ကောင်တွေဟာသူတို့ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်အောင်မြင်ဖို့အတွက်လှည့်စားခြင်းနဲ့အသွင်ယူခြင်းတွေကိုအသုံးပြုကြပါတယ်။ချစ်ချင်းမေတ္တာနဲ့တစ္ဆာစောင့်တိမှုဟာဇလန်းရဲ့အကြီးအကဲအကြောင်းအရာတွေဖြစ်ပြီးဇက်ကောင်တွေရဲ့ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်ချက်တွေကိုလွှမ်းမိုးထားပါတယ်။ မိတ်ဆွေတို့ရေအလက်ဇနာဒူမာရဲ့ရောဘင်ဟုတ်ဝိတ္ထုထဲမှာဆိုရင်တရားမျှတမှုနဲ့ကိုကျင်းစာနာစိတ်တွေဟာဘလောက်အရေးပါသလဲဆိုတာကိုလေ့လာတွေးရှိခဲ့ကြမှာပါဥပဒေမဲ့တဲ့ခေတ်ကြီးထဲမှာယက်တီပြီးဆုံးဖြတ်ချက်တွေမမှန်ကန်ကန်ချနိုင်မှုကလည်းလိုအပ်ပါတယ်ရောဘင်ဟုတ်လိုပဲမိတ်ဆွေတို့လည်းကိုယ်ပဝန်းကျင်မှာတရားမျှတမှုနဲ့ကူညီဖေးမမှုတွေလှုပ်ဆောင်ခြင်းဖြင့်ကောင်းမွန်တဲ့အပြောင်းအလဲတွေကိုဖန်တီးနိုင်ပါတယ်ဒီလိုစိတ်ဓာတ်တွေနဲ့ပဲလူအဖွဲ့အစည်းကိုအကျိုးပြုနိုင်တဲ့သူတွေဖြစ်အောင်စူးစမ်းကြပါစို့နော်